16ရက်နေ့ထိအတွင်းမှာเนาะကျမတို့စိုးမိုးတဲ့ကဏ္ဍတွေထိထိုးခြင်းတဲ့လူတွေရှိတယ်လေဟုတ်တယ်မလားစိုးမိုးတဲ့ကဏ္ဍတွေကိုကျမပြောပါမယ်เนาะနိုဝင်ဘာလ12ရက်နေ့ကနေဆိုတော့ဒီထားပါတော့23ရက်ကနေပြီးတော့16ရက်နေ့အတွင်းမှာစိုးမိုးတဲ့ကဏ္ဍတွေက ရှစ်ကနန်းရယ်လေးကနန်းရယ်နှစ်ကနန်းရယ်စူးမှုပါတယ်။နော်နိုဝင်ဘာလ23ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ19ရက်နေ့အတွင်းစူးမှုတဲ့ကနန်းတွေကရှစ်ကနန်းရယ်လေးကနန်းရယ်နှစ်ကနန်းရယ်စူးမှုပါတယ်။နိုဝင်ဘာလ23ရက်နေ့ကနေ19ရက်နေ့အတွင်းစူးမှုတဲ့ကနန်းတွေကတော့ရှစ်ကနန်းရယ်လေးကနန်းရယ်နှစ်ကနန်းရယ်စူးမှုပါတယ်။အဲ့တော့ နိုဝင်ဘာလထီထိုးလို့ကောင်းတဲ့ရက်တည်းရလေဒီကာလမှာသိမရှိဘူးသီလားเนาะဒါပေမဲ့နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းတယ်နိုဝင်ဘာလ19ရက်နေ့က ထီထိုးလို့ကောင်းနေပေါ့နော်အဲ့တော့တကယ်တော့ထိုင်းထီထိုးမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းနေနေဖြစ်တယ်ပေါ့နော်ဒါလေးကိုလည်းเนาะဒါထီထိုးခြင်းတဲ့လူတွေเนาะထီပေါက်ကန်ရှိကြပါတယ်တော်တော်များများမှာအခုလိုကြာသတိအပြောင်းလဲဖြစ်နေတဲ့ကာလမှာဆိုလို့ရှင်တော့ထီပေါက်ကန်ကပို့ပြီးတော့လေဟိုတချို့လူတွေအတွက်เนาะထီကန်ပို့ကောင်းနိုင်เนาะအဲ့တော့ထီထိုးခြင်းနဲ့ဆိုရင်အဲ့ဒီနံပါတ်လေးတွေကိုထိုးကြည့်ပါပေါ့เนาะ ကောင်းဆုံးကတော့လေထိပေါက်ဖို့အတွက်အကောင်းဆုံးကတော့ကိုယ့်ရဲ့နံပါတ်မွေးနံပါတ်ကအကောင်းဆုံးပဲเนาะဥမာ15ရက်နေ့မှာမွေးရဆိုရင်6ကနန်းသမားပေါ့เนาะအဲဒါကကိုယ့်ရဲ့ lucky number လို့လည်းခေါ်တယ်เนาะတသက်တာအတွက် number ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မွေးနေ့ရမွေးလာရမွေးတဲ့ခုနှစ်ရအားလုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့တစ်လုံးခဏန်းတစ်လုံးနဲ့ရအောင်ပေါ့အဲ့ခဏန်းဟာကိုယ့်အတွက်တသက်တာအကျိုးပေးမယ့်ခဏန်းပေါ့เนาะအဲ့တော့ جماعه ကအခု เนาะဒီ November လ12ရက်နေ့နေပြီးတော့ November လ18ရက်နေ့အတွင်းမှာเนาะနေ့လိုက်ဆောင်းရင်ရှောင်းရံနေကိုကျွန်မပြောပါပြောပြသွားပါမယ်เนาะနိုဝင်ဘာလ12ရက်နေ့ပေါ့နော်နိုဝင်ဘာလ12ရက်နေ့ဟာဘာနေ့ကြတယ်လဲဆိုတော့ဗုဒ္ဓဘုရားနေ့ကြတယ်ပေါ့နော်ဗုဒ္ဓဘုရားနေ့ဟာเนาะ အော်ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့เนาะစင်းရဲပင်ပန်းခြင်းကိုဖြစ်စေတဲ့ရက်ခါတယုတ်ရတဲ့နေ့ဖြစ်တယ်ပြောမယ်ဆိုလို့ရှင်တော့နေ့သိပ်မကောင်းပါဘူး နော်မနေ့တနာရီနေ့58မိနစ်ကနေပြီးတော့ည7နာရီအတွင်းဟာအမှန်ကာလဖြစ်တယ်ပေါ့နော်အဲ့တော့အချိန်ခါမကောင်းပါဘူးဗုဒ္ဓဘုနေ့စနေနေ့ဟာအချိန်ခါသိမကောင်းဘူးအဲ့တော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့နော်ဗုဒ္ဓဘုနေ့ဟာသိပြီးတော့အချိန်ခါမကောင်းတဲ့အတွက်ဂယုစိုက်ပါလို့ကျမပြောချင်တယ်နော်အဲဗုဒ္ဓဘုနေ့မှာမလှုပ်ဖဲနဲ့နောက်ညကောင်းတဲ့နေ့မှာလှုပ်ပါလို့လေကျမကတိုက် က်တွန်းခြင်းတယ်တကယ်လို့အခုအင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့ဆိုလို့ရှိရင်တော့ဒီမှာကျမတို့ရှိမှာတော့ဒီအာ 17ရက်နေ့ကျမတို့ရှိမှာတော့ဒါအင်္ဂါနေ့ညဖြစ်ပြီเนาะဒီမှာဆိုလို့ရှိရင်17ရက်နေ့ဖြစ်ပြီเนาะအဲ့တော့ထားပါတော့17ရက်နေ့မှာလက်ပွင့်ကန်ပွင့်စီနေအရာကတော့အဖြူရောင် ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုရင်တော့အရှိမြောက်အရက်ဖြစ်ပါတယ်เนาะရွပွားပူဇော်ရမယ့်ခါတာကတော့တံပုတ်ဒီခါတာပဲဖြစ်ပါတယ် လူဒန်းမယ်ဆိုရင်တော့နဝင်းဆုံးလူဒန်းနိုင်ပါတယ်ဒါပေမဲ့အချိန်ကနေသွားပြီเนาะအဲ့ဒါကြောင့်အဲဒီနေ့မှာဆိုလို့ရှိရင်တော့เนาะအဲ40ခုနှစ်ရဲ့အဋိဌာန်လုံနေတဲ့လူတွေကတော့58ရဲ့အဋိဌာန်ကိုဆက်ပြီးတော့လုပ်ပါเนาะဒီနေ့မှစပြီးတော့ကံညက်နေတဲ့ထင်လို့เนาะရေဒီယာချိန်မယ်ဆိုရင်တော့မနေ့ဖြန်စပြီးတော့เนาะကျွန်မပြောတဲ့ရေဒီယာလေးကိုဆောင်ရင်းကြည့်ပါလို့ကျွန်မတိုက်တွန်းပါတယ်เนาะ နိုဝင်ဘာလ23ရက်နေ့ကတော့ချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့အုပ်စာပစ္စည်းတွေကိုဆုံးရှုံးစေတတ်တဲ့မူတလာယုံရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရင်အမောင်ကာလကတော့မနက်တနာရီ38မိနစ်ကနေပြီးတော့မနက်2နာရီနဲ့25မိနစ်အတွင်း အမောင်ကာလဖြစ်တယ်လို့နေ့တနာရီ30ရာနေပြီးတော့ညနေ3နာရီအတွင်းကလည်းအမောင်ကာလဖြစ်တဲ့အတွက်အချိန်ခါမကောင်းပါဘူးเนาะအချိန်ခါမကောင်းတဲ့အတွက်အောင်မြင်စင်လို့တဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့73ရက်နေကိုရှောင်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်။ကံပွင့်လက်ပွင့်စီတဲ့အရာကတော့ ညိုရောင်ဖြစ်ပါတယ်เนาะအရက်မျက်နှာနေနဲ့ဆိုရင်တော့အရှိရက်ဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်ဂုံတော်ကွန်ချာနဲ့ဓာရဏပရိတ်ကိုပူဇော်ပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူတန်းမှာတကယ်လို့ကြာသပေးသားသမီးတွေအနေနဲ့ဆိုရင်တော့မနှက်ဆန်မှာဒီကျမပြောရဲ့နော်ကိုကကိုကန်ညက်နေတယ်လို့ယူဆရင် ကန်ညန်းနဲ့ကန်ပွင့်ရရာကိုခြေလို့ရပါတယ်เนาะနိုဝင်ဘာလ14ရက်နေ့ကတော့เนาะမနေ့ပိုင်းမှာတော့ကာနယုတ်ရတယ်ကာနယုတ်ဆိုတာကသူကစင်ရဲခြင်းကိုဖြစ်စေတဲ့ကာနယုတ်ပေါ့เนาะဒါပေမဲ့မနေ့2နာရီနဲ့เนาะ2မိနစ်အလွန်မှာတော့ သိတိရုပ်ရတယ်เนาะအဲ့တော့ကျမကခုနပြောတယ်လေเนาะထီကန်ဆမ်းမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ဟာသိတိရုပ်ရထားတဲ့အတွက်ထီကန်ဆမ်းလို့ကောင်းတဲ့နေ့ဖြစ်တယ်လို့เนาะကိုယ့်ရဲ့ငွေကြေးဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေ နော်တိတ်တရုတ်ရထားတဲ့အတွက်နိုဝင်ဘာလ14ရက်နေ့ကလှုပ်ဆောင်တဲ့နေ့ဖြစ်တယ်ပေါ့နော်အဲရှောင်းရံအမောင်ကာလကိုတော့ جماعه ကဂယူဆိုင်စီ جماعه တွေရှောင်းရံအမောင်ကာလကတော့မနက်3ည3ည9နာရီကနေမနက်2နာရီနဲ့2မိနစ်အတွင်းကရှောင်းရံအမောင်ကာလဖြစ်ပါတယ်ဒါအပြင်မနက်10နာရီနဲ့30မိနစ်ကနေည7နာရီအတွင်းကအမောင်ကာလဖြစ်ပါတယ် နော်အဲ့တော့နေ့၁၂နာရီနောက်ပိုင်းမနေ့နော်၁၀နာရီနဲ့30မတိုင်ခင်ဒါတွေကလှုပ်ဆောင်လို့ရတယ်ပေါ့နော်ကျွန်မကတော့နော်ဒါတိတ်တိယုတ်ရထားတဲ့အတွက်ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့နိုဝင်ဘာလ14ရက်နေ့မှာလှုပ်ဆောင်တဲ့နေ့လို့ကျွန်မအနေနဲ့အကြံပြုပါတယ် ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့အနီယောင်ပဲဖြစ်ပါတယ်နော်အဲအနီယောင်နဲ့အဖြူယောင်ဖြစ်ပါတယ်အယောင်နှစ်ယောင်ရှိပါတယ်ကျွန်မကတော့အဲဒီလိုကာလမှာနော်ဟိုအယောင်ကိုကျွန်မကတော့အဖြူပဲဝစ်စေချင်တာပေါ့နော်ဒါကျွန်မဟိုဝစ်စေချင်တဲ့အယောင်ပေါ့နော်အဲ့တော့ဟိုအဖြူတချို့ကလည်းအဖြူမကြိုက်တဲ့လူတွေရှိတယ်လीနော်အဖြူမကြိုက်ဘူးဆိုရင်တော့အနီယောင်ဝစ်လို့ရပါတယ်အရင်ကနေနေဆိုရင်တော့မြောက်ရက်ဖြစ်ပါတယ် နော်ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့တန်ဘုတ်တွေခါတာနဲ့ဂုံတော်ကွန်ချပဲဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းနိုင်ပါတယ်နဝင်ဘာလ15ရက်နေ့ပေါ့နော်နဝင်ဘာလ15ရက်နေ့ကတော့ပစ္စည်းဥစ္စာတွေကို ကုန်ဆုံးစေတတ်တဲ့လုံမကယုတ်နဲ့နော် နေ့နက်နက်2နာရီ32မိနစ်အလွန်မှာတော့တေဆုံးစင်းခြင်းကို ဖြစ်စေတတ်တဲ့ဥပါဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့တာလုံးအချိန်ခါမကောင်းပါဘူးဒါကြောင့်အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့မလှုပ်သင့်ဘူးလို့ကျွန်မအနေနဲ့အဲ့လိုပဲ အကြံပြုလိုပါတယ်နော်။ဒါကြောင့်လေတနေ့တာလုံးအချိန်ခါမကောင်းတဲ့အတွက်ဖြစ်ပါတယ်။နော်စနေနေ့ဖြစ်တဲ့အပြင်တနေ့တာလုံးအချိန်ခါမကောင်းတဲ့အတွက်အရေးကြီးတဲ့အလုပ်တွေကိုမလုပ်ဖို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့မိကိုရောင်အပြာရောင်အဖြူရောင်ပဲဖြစ်ပါတယ်။အရက်နနာနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ ဖြူပွားမှုဆိုရမယ့်ခါတာကတော့ဓမ္မစကြာနဲ့ဓာရဏပရိဂုံတော်ကွန်ချာတို့ပဲဖြစ်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းနိုင်ပါတယ်။နဝင်ဘာလ16ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်။တိုးတက်ကြီးပွားခြင်းကို ဖြစ်စေတတ်တဲ့မိတာယုံနဲ့ဖုံးကန်ကြီးမားခြင်းကိုဖြစ်စေတတ်တဲ့မာနတယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နေကောင်းတစ်နေ့ဖြစ်ပါတယ်။ရှောင်းရဲ့အမှောင်ကာလကတော့ညနေ 6နာရီ30မိနစ်ကနေပြီးတော့ညနေ6နာရီအတွင်းအချိန်အခါမကောင်းပါဘူးဒီကာလကိုတော့ရှောင်စေချင်ပါတယ်ကံပွက်လက်ပွင့်စေအရောင်ကတော့အဖြူရောင်နဲ့ရောဆက်ထားတဲ့အရောင်တွေဖြစ်ပါတယ်အရက်ညနာနေနဲ့ဆိုရင်တော့အရှိမြောက်ရက်ဖြစ်ပါတယ်လူတန်းပူဇော်မယ်ဆိုရင်တော့နဝင်းဆုံးကိုလူတန်းပူဇော်ပေးပါရွတ်ပွားမယ်ဆိုလို့ရှိရင်တော့ ပရိတ်ကြီးဆက်သတုတ်ကိုတနေ့လာလို့ပရိတ်ကြီးဆက်သတုတ်ကိုပူစောတင်ပါတယ်နိုဝင်ဘာလ18ရက်နေ့တနင်္လာနေ့ကတော့ပျက်စီးဆုံးရှုံးခြင်းတွေကို ဖြစ်စေတဲ့ဝစီယာရုပ်နဲ့မနက်9:00နာရီနဲ့34မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတဲ့မူကရရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှင်တော့နေ့ ိမ်ကောင်းပါဘူးမနက်3ည3ည9နာရီကနေမနက်2နာရီအတွင်းမနက်9နာရီနဲ့34မိနစ်ကနေပြီးတော့မနက်9နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့အချိန်ခါမကောင်းတဲ့အချိန်ကိုရှောင်ပြီးတော့เนาะကိုယ့်ရဲ့လှုပ်ဆောင်ရာရှိတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေ ဂယုဒဆိုင်နေလှုပ်ဆောင်တင်ပါတယ်တကယ်လို့အရေးကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်တော့နော်နိုဝင်ဘာလ18ရက်နေ့ဟာမလုတ်ပါနဲ့လို့ကျွန်မအနေနဲ့အကြံပြုချင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့အရှိရက်ပဲဖြစ်ပါတယ်။ကျွတ်ပွားပူဇော်ရမယ့်ခါရာကတော့မြတ်တာသုံးနဲ့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်။ကတ်လူပူဇော်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုကတ်လူပူဇော်ပေးပါ အဲ့တော့နိုဝင်ဘာလ18ရက်နေ့ထိကျွန်မဟောသွားလိုက်မယ်နော်နိုဝင်ဘာလ18ရက်နေ့ကလည်းပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဒွါချယုတ်နဲ့ဖုံးခံကြီးမားစေတတ်တဲ့ကေတုယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရင်အမောင်ကာလကတော့မနက်3:00နာရီကနေမနက်2:00နာရီအတွင်း နဲ့ညနေ3နာရီကနေညနေ4နာရီနဲ့30မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်အဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့မနက်9နာရီ33မိနစ်အလွန်မှာကီတုရုပ်ရထားတဲ့အတွက်ကီတုရုပ် အချိန်မှာတော့လုံဆောင်လို့ရပါတယ်လုံဆောင်မယ်ဆိုရင်မနက်9:33မိနစ်ကနေပြီးတော့ညနေ3:00မထိုးခင်အချိန်တွင်းမှာဒါဟာ K2 ရုပ်ရထားတဲ့အတွက်လုံဆောင်လို့ရပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့တိရသိမ့်မီနော်တိရသိမ့်မီဂုံ ကိုလုံခါရလို့လည်းခေါ်ပါတယ်เนาะသီရသိမ့်မေဂုံတော်ကွန်ချာနဲ့เนาะကျမတို့ဒါဒနာပရိတ်ကိုပူဇော်ပါလို့ကျမမြစ်တာနဲ့တိုက်တွန်းပါတယ်လူဒန်းမယ်ဆိုလို့ရှိရင်เนาะနှဝင်းဆုံးကိုတူဒန်းနိုင်ပါတယ်အဲ့တော့နိုဝင်ဘာလ16ရက်နေ့ထိကျမကနေ့လိုက်ဆောင်ရယ်ဆောင်ရယ်လေးကိုပြောပြီးသွားပါပြီအဲ့တော့ချက်တော်သူများအားလုံးကျမချပါစီချမ်းသာချပါစီနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလို့ရ ြည့်ကြပါစေရှင်ကျမတို့ပြန်ဆုံမမယ်เนาะ